ရိတ်တက်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ရန်ကုန်သွန်းစာရေးကတွန်း channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါရစေ။ဗီဒီယိုလေးမကြည့်ခင်မှာ VPN လေးဖွင့်ပြီးကြည့်ပေးကြဖို့တောင်းဆိုလိုက်ပါရစေ။ဒီကနေ့ပရိတ်သတ်တွေကိုတင်ဆက်ပေးသွားမယ့်ကတွန်းပုံမြင်လေးကတော့မနက်၄နာရီမှာရာတီကာ၊မွန်တာ၊ဂျူဒီနဲ့ပလက်တိုဟာလမ်းမအလယ်မှာစပြီးရန်နေတီးကြပါရစေ။တဖြည်းဖြည်းနဲ့အဲ့ဒီအိမ်အနီးနားပတ်ဝန်းကျင်ကလူတွေဟာသူတို့ရဲ့ဝရန်တာကနေထွက်ပြီးကြီးကြပါဗါတယ်။ ဒီလေးယောက်ကငါတို့ကိုအတော်လေးနှောက်ယှက်ပေးတာပဲသူတို့ကြောင့်မယ်လာအတော်ကြအိမ်မရဖြစ်နေခဲ့တာဦးလေးရေတခုအမပြောနေတာလားကျမဘာမှမကြားရဘူးသူတို့နီးခတ်နေရကြောင်းဘာမှကျမမကြားရဘူးအဲ့ဒီမှာရက်နေမဲ့အစားအောက်ကိုဆင်းလာပြီးကျမတို့နဲ့အတူလာကြပါလားအိမ်နေချင်းတွေကအော်နေကြပြီမဲ့ချွေးမလေးယောက်စလုံးကတော့သူရိယာတီးနေရင်အလုပ်များနေကြပါတယ်သူတို့ဟာသူရိယာကိုမြ мян ဆန်ဆန်ပဲတီးခတ်နေတာကြောင့်သူရိယာဟာကွဲထွက်သွားခဲ့ပါတယ် ရုတ်တရက်ပဲအိမ်နီးနားချင်းတွေဟာအောက်ကိုဆင်းလာပြီးသူတို့လေးယောက်စီကိုပြေးသွားကြည့်ကြပါတယ်။ဒီအချိန်မှာပဲချွေးမလေးယောက်ဟာသူတို့ရဲ့စာရီတွေကိုချွတ်လိုက်ပြီးလမ်းမော်ကိုပြစ်လိုက်ကြပါတယ်။သူတို့ဟာဂျင်မောက်မီနဲ့တီရှပ်တွေကိုဝစ်ဆင်ထားကြပါတယ်။ဒီနောက်ဘာဆက်ဖြစ်မလဲဆိုတာကိုမသိခင်ဒီမတိုင်ခင်ကဘာဖြစ်ခဲ့လဲဆိုတာကိုအရင်သိရပါမယ်။လွန်ခဲ့တဲ့နှစ်အနည်းငယ်ကရာတီကာမမ်တာချိုတီနဲ့ပလတ်တိုဟာလက်ထပ်ခဲ့ကြပြီးသူတို့ရဲ့ရောက်ခမအိမ်ကိုရောက်သွားခဲ့ကြပါတယ်။ရာတီကာ ငါတပတ်ပဲခွင့်ယူထားလို့မင်္ဂလာဦးညောင်းဆော့ဆော့ချင်းမရအောင်ငါမနဲ့ပြန်ရေးရကြီးအလုပ်ကိစ္စရှိသေးတယ်မနဲ့ကြရင်လည်းငါ့ကိုဆော့ဆော့နှုတ်ပေးပါအေဂျင်ဟာမိပေးလိုက်ပါတယ်မင်္ဂလာဆောင်မီနောက်မနက်မှာတော့ညီကို၄ယောက်ဟာဆော့ဆော့နှုတ်ခဲ့ကြပါတယ်ရေမိုးချိုးပြီးမနက်စာစားဖို့ရောက်ရှိလာကြပါတယ်ဒါပေမဲ့သူတို့မိမတွေကိုမတွေ့ခဲ့ရပါဘူးအဖေအမေအကိုတို့မနက်စာအစင်းနဲ့မဖြစ်သေးဘူးလားသူတို့၄ယောက်ကရောဘာမှလဲဘာလို့ငါတို့ကိုမေးနေရလဲလာပါကို ကျွန်တော်တို့အခန်းထဲသွားကြည့်ကြရအောင်သူတို့ရေချိုးရင်းနဲ့စကားပြောနေကြတာဖြစ်မယ်ညီကိုလေးယောက်သားသူတို့အခန်းကိုသွားကြည့်ခဲ့ကြတဲ့အခါမှာတော့သူတို့မိမတွေအိပ်ပျော်နေတာကိုတွေးခဲ့ရပါတယ်သူတို့ဟာလုံးဝအသိစိတ်မဲ့စွာအိပ်ပျော်နေကြတာပါလေးယောက်စလုံးဟာထကိုမှမထကြပါဘူးနိုးရတာပင်ပန်းလွန်းလို့ညီကိုလေးယောက်ဟာထွက်လာခဲ့ကြပါတယ်ဖေနဲ့မီကျွန်တော်တို့ကိုဘလို့အပြင်းကြီးရဲ့မိန်းကလေးတွေနဲ့လက်ထပ်ပေးခဲ့တာလဲချာရူအားလုံးကိုမနှိုးနိုင်တော့ဘူးချစ်ရတာအလုပ်ကြီးကန်ကြီးတွေလုပ်ပြီးအပန်းချအိပ်နေကြတယ်လို့ပဲအကို သွားရအောင်မနှက်ဆောင်ရုံမှာပဲစားလိုက်ရအောင်ဒီလိုဆိုနောက်ကျနေတော့မယ်ခြာရူးတို့ဟာရုံကိုမနှက်ဆာမစားပဲထွက်လာခဲ့ကြပါတယ်မိမရေမင်းရဲ့ချွေးမတွေကိုသွားပြီးနှိုးလိုက်ပါအောင်ကွာရောက်ခမဖြစ်သူဟာချွေးမတွေကိုတရားပြီးတရားနှိုးဖို့တွားလိုက်ပါတယ်ဒါပေမဲ့သူတို့ကမထကြပါဘူးနေ့လယ်၁၂နာရီမှာတော့သူတို့အားလုံးနှိုးလာကြပါတယ်ရေမိုးချိုးပြီးတနာရီမှာအပြင်ကိုထွက်လာကြပါတယ်အဖေနဲ့မီကျမတို့ယောက်ျားတွေရုံကိုသွားကြပြီလားနင်တို့ကိုရဆောင်နေရင်တို့အစီအွေဖြစ်ရတော့မယ် ဒါအဲ့ရထားမယ်အချိန်လားအမေကျမကနောက်ကျမှထားတဲ့အချင်းရှိလို့ပါလမ်းမထက်ခင်ကလေးကမနက်၃နာရီတည်းကျမဖုန်းတုံးနေဒါကြောင့်အဲ့ဒီအချင်းကအခုထိရှိနေတာဒီမှာချွေးမအဲ့လားနောက်ကျမအိတ်တာမကောင်းဘူးဟုတ်ကဲ့ပါအဖေကျမတို့ကြိုးစားပါမယ်ဒါပေမဲ့လည်းနောက်ရက်တွေမှာလည်းဒီအတိုင်းမဖြစ်နိုင်ခဲ့ပါတယ်ဒီနေ့မှာတော့နင်တို့နောက်ကို၁၂နာရီမှထားမယ်ဆိုရင်နင်တို့မိဘတွေအိမ်ပြန်အိတ်တော့ဆောစောထားနိုင်မှပြန်လာခဲ့ကြနားလေလား နေ့လည်ခင်းမှာတော့လင်ညီမလေးယောက်ဟာဝရန်တာမှာစူဝေးပြုတ်ဆူကြပါတယ်။အမကျမတို့ယောက်ျားမတွေကကျမတို့နေရောညပါပြစ်တင်ပြုတ်ဆူနေကြပြီ။တို့တို့နားလည်လက်ခံလာဖို့ကျမတို့အခုဘာလုပ်ကြမလဲ။အရင်ကတော့ငါတို့နောက်ကျမှထတာတို့တို့တပြေတနာဖြစ်နေတယ်။အခုဆွဆထတာတို့တို့တပြေတနာဖြစ်အောင်ဖန်တီးမရမယ်။နောက်တရမနက်မှာတော့လေးယောက်သားဟာမနက်၄နာရီမှာထပြီးဖျားကမ်းမှာကြဲကြဲလောင်လောင်နဲ့ခေါလောင်တီဖျားစာယူဖတ်နေခဲ့ကြပါတယ် အုံကဘာနန္နစကြဖျာဂုံပြုထိုက်ပါသည်ရှ िख ိုးပါသည်ပူဇော်ပါသည်ဖျားထံတစ္ဆာရှိသူယုံကြည်ကိုးကွယ်သူများ၏ဒုက္ခများကိုဖယ်ရှားပေးပါအုံအုံကဘာနန္နစကြဖျာရှင်ဂုံပြုထိုက်ပါသည်ခေါလောင်ပူပြီးကြည်ကြည်တီးကြအင်းကြီးချင်းတွေပါနိုးအောင်ကြည်ကြည်လေးလာတီးအမကျမစတီးပကံမှာယူလာပြီးတီးလိုက်မယ် အခု၄ရက်သားဟာခေါလောင်းတွေနဲ့စတိပကံတွေကိုပါစပြီးထိခတ်ကြပါတယ်။ဒီလိုနဲ့ပဲတမိသားစုလိုနူးလာခဲ့ပါတယ်။ဟုတ်ကဲ့ဗီဒီယိုလေးကိုဆက်မကြည့်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးတော့ဖို့တောင်းဆိုလိုက်ပါရစေရှင်။အင်ဂျင်နာချင်းတချို့ကလည်းတို့အိမ်ကိုရောက်လာကြပါတယ်။အမအမရဲ့ trim တွေကယူသွားကြတာလား။ဘာလို့ခေါင်းလောင်းအကျည်ကြီးတီးနေရတာလဲထွေးမတို့နင်တို့ကလောက်အစောကြီးမထခိုင်မှုထပြီဆိုလဲဘာလို့ဆူဆူညံညံနေလောက်နေကြရလဲအမေ ကျမတို့အဲ့ရစောကြီးထားရင်အခုလိုဖျားဝေးပြုတ်တတ်ကြလို့ပါဒါပေမဲ့စတိပဒံကြီးတီးစရာလိုလို့လားပြီးတော့ခေါလောင်းကလည်းအကြီးကြီးလိုလို့လားအိမ်ထဲမှာကြမ်းရုံလားခေါလောင်းအသေးလေးဆိုရပြီပေါ့အကြီးမလိုဘူးလေဒါပါအမတို့ရှင်တို့ဒီနေ့ကောင်းကောင်းမအဲ့ရဘူးမလားမနှက်ဖျန်းစားပြီးအခုလိုစူးစူးညံ့ညံ့နေပိုင်ဝင်ကျင်ကြအောင်ထားမလုပ်ပါနဲ့ချွေးပါတွေကိုလည်းတေချာဆုံးမထားပါပြောပြီးနောက်အိမ်နီးချင်းတွေဟာထွက်သွားခဲ့ကြပါတယ်ဘာပဲဖြစ်ဖြစ်ဖျားဝေးပြုပြီးနောက်ချွေးမလေးယောက်ဟာ မိသားစုအတွက်မနက်စာပြင်ဆင်ပေးပါတယ်။အ ਨੇ ဆုံးတော့ဒီအကြောင်းပြချက်ကြောင့်ပဲငါတို့တို့ရဲ့ပထမဆုံးလက်ရမနက်စာကိုစားကြရတာမလား။အဖေနောက်ဆိုမနက်တိုင်းအခုလိုမနက်စာကြီးစားရတော့မှာပါ။မနက်စာစားပြီးနောက်မှာတော့ယောက်ျားဖြစ်သူတွေဟာရုံးကိုထောက်ခါသွားခဲ့ကြပါတယ်။နေ့လယ်ခင်းမှာတော့လင်ညီမတွေဟာအခန်းထဲမှာပြန်လည်စူဝေးပြောဆိုနေကြပါတယ်။အခုမနက်ဖြန်အချိန်ချင်းကိုပြောမယ်။ငါတို့ဈေးထဲသွားပြီးစပီကာကောင်းကောင်းတစ်ခုတွားဝယ်ရမယ်။ အဲ့ဒီ speaker ကို လမ်းမအလင်မှာထားပြီးဖွင့်ရမယ်။နက်နက်၄နာရီမှာဖွင့်ပြီးထားကကြမယ်။ဒါပေမဲ့ငါတို့ကိုဘယ်သူမှဘာမှပြောလို့မရအောင်ဖျားဝတ်ပြုတ်တဲ့တခြင်းတွေပဲဖွင့်ကြမယ်။ဒီလိုနဲ့ပဲသူမတို့ဟာမနက်၄နာရီတိုင်းမှာထားပြီးစူးစူးညံညံလုပ်ကြပါတယ်။တခါတရံခေါင်းလောင်းတွေတီးပါတယ်။တခါတရံ speaker တွေဖွင့်ပါတယ်။တခါတရံ VCR တွေမုတ်ပါတယ်။ သူတို့ဟာမိုင်းနဲ့ဖျားတရှင်းနေလဲအော့ဆိုပါတယ်။အင်ဂျင်နာချင်းတွေမနေနိုင်အောင်အမျိုးမျိုးပြုလုပ်ကြပါတယ်။ဒီနေ့မှာတော့အရင်ကငါတို့ဘာပဲလုံလုံအိမ်ထဲမှာပဲလုပ်ခဲ့ကြတာ။အခုအိမ်ထဲမှာမဟုတ်ပဲအိမ်ရဲ့အပြင်မှာမှလုပ်ကြမယ်။မနေ့ပြန်မနေ့အိမ်အပြင်မှာလုပ်ကြမယ်။နောက်တနေ့မနေ့မှာတော့သူတို့အပြင်ထွက်ပြီးသူရိယာတွေစပြီးထိခတ်ကြပါတယ်။ပုံမြင်ရဲ့အစချိန်မှာပြောခဲ့တယ်လို့ပါပဲ။လင်ညီမလေးယောက်စလုံးဟာရွာထဲမှာလည်းအပြေးလေးချင်းကြပါတယ်။ဒီအချိန်မှာအမျိုးသမီးတချို့ကသူတို့ကိုရှေ့ကနေဝိုင်းပြီးဖမ်းထားလိုက်ပါတယ်။ ပြီးတဲ့နောက်မှာတော့သူတို့ရောက်ခမတွေစီပြန်ပို့လိုက်ကြပါတယ်။ဒီအချိန်မှာတော့သူတို့ရဲ့ယောက်ျားဖြစ်သူတွေနဲ့ရောက်ခမရောက်ခတိအားလုံးအရင်ပြုံထွက်လာခဲ့ကြပါတယ်။ဒီချွေးမလေးရောက်စလုံးရဲ့လူရဲတွေကိုကြည်စမ်းချင်းနဲ့တီချက်တွေကိုဝတ်ပြီးဒရမ်တွေကိုအရှက်မရှိတီးခတ်နေကြတယ်။အန်ဒီကျမတို့ကအရင်ပြန်မှာဒရမ်သီးတယ်ဆိုတာကဖျားအတွက်တီးခတ်တာဖျားအုပ်တီးဆိုတာအပြစ်ရှိလို့လား။ကြည့်ပါဦးအန်ဒီအန်တီရွှေမတွေကိုနားလည်မှုရှိအောင်သင်ပေးကြပါဦး။ဒီပတ်ဝန်းကျင်ကလူတွေကအန်တီကိုတော့အတော်လေးလေးစားမှုရှိပါတယ်။ ဒါကြောင့်ကျမတို့ဘာမှမလုပ်ပဲနေခဲ့တာ။ဒါပေမဲ့နောက်ရက်ကိုဒါမျိုးထားလုပ်နေမယ်ဆိုရင်တော့တမိသားစုလုံးကိုဖမ်းမှုကျမရဲကိုခေါ်ရလိမ့်မယ်။ဒီနောက်ရဲတွေကဘာဆက်လုပ်ကြမလဲဆိုတာကိုစောင့်ကြည့်ပေါ့။ဒီမှာချွေမတို့ဘာကြောင့်လဲဆိုတာငါနားလေသွားပြီ။အခုကစပြီးနင်တို့လေးယောက်အိတ်ချင်တဲ့အချိန်အိတ်ပြီးထချင်တဲ့အချိန်မှာထကြ။ဒါအတွက်ငါတို့ဘာမှမပြောတော့ဘူး။နင်တို့စိတ်ကြိုက်တာနေတော့ဒီလိုနဲ့ပဲသူတို့လေးယောက်စလုံးရဲ့အစီအစဉ်ကအောင်မြင်သွားခဲ့ပါတယ်။နောက်တနေ့မနက်မှာတော့လေးယောက်စလုံးကဆက်ပြီးအိတ်ကြပါတယ်။ နေ့လယ်တနာရီမှာတော့အာလုံထလာကြပါတယ်။ဒီအချိန်မှာတော့သူတို့ရဲ့ယောက်ျားဖြစ်လူတွေကလည်းသူတို့နဲ့အတူအိပ်ပျော်နေတာကိုတွေးခဲ့ရပါတယ်။သူတို့အပြင်ကိုထွက်လာခဲ့တဲ့အချိန်မှာလည်းရောက်ခမနဲ့ရောက်ခတိဖြစ်သူတွေဟာလည်းအိမ်မောကြနေတာကိုတွေးခဲ့ရပါတယ်။ဘလို့ဖြစ်ကြတာလဲ။ဒီလူတွေကအလုပ်မသွားကြဘူးလား။ဖေနဲ့မေတို့ကလည်းအခုချိန်ထိအိပ်ပျော်နေကြတုံးပဲ။သူတို့ညနေ6နာရီမှနိုးရင်လည်းကောင်းပါတယ်။ဒီနေ့အမေတို့ကျမတို့ရဲ့ဆန်ကျင်ကိုချိုးသွားပါပြီ။ညနေထိတော့အိတ်နေနိုင်လို့လေ။ ချွေးမငါတို့နင်တို့ဘာမှမပြောပါဘူးဒီတော့ငါတို့လည်းဘာမှပြောနေဖို့မလိုဘူးထင်တယ်နင်တို့လည်းကြိုက်တဲ့အချိန်မှထတယ်လို့ငါတို့လည်းကြိုက်တဲ့အချိန်မှထမှာပေါ့အခုတော့သူမတို့ရဲ့ရခမဟာနေတိုင်းညနေဆောင်မှအိယာထပါတယ်ယောက်ျားဖြစ်သူတွေကလည်းအလုံးမသွားကြတော့ပါဘူးဒီအတိုင်းပဲလအနေငယ်ကြားဖြတ်တမ်းပြီးတဲ့နောက်မှာတော့ဒီမှာဒီနေ့ကကျမမွေးနေပဲပါတီလေးပါလေးမလုပ်ကြဘူးလားဘလို့ပါတီလုပ်မလဲငါတို့မှပတ်စံမှမရှိတာငါတို့အလုပ်မသွားကြတော့တာလေလအနေငယ်ကလေးရပဲလေ ဒါကြောင့်အလုပ်ရှင်ကလည်းအလုပ်ဖြုတ်လိုက်ပြီးရှိတဲ့ပတ်စံတွေကလည်းတုံးလို့ဖြုံလို့ကုန်ပြီမလားငါတို့မှဘာမှမကြံတော့ဘူးရက်အနေငယ်လောက်ကြာရင်ငါတို့ဒီအိမ်မှာရောင်းပြရတော့မယ်ဟုတ်တယ်ညီမရဲ့ဘာလို့ဆိုငါတို့ကညနေ6နာရီထိအိမ်နေခဲ့ရလေပြီးတော့ငါတို့အလုပ်ကလည်းညဘက်မဖွင့်ဘူးမလားဒါကြောင့်ရုံးသားကြတော့ဘူးလေအိတ်ဖို့လောက်ပဲဟာမအေးမကြီးဘူးမဟုတ်လားအခုတို့တို့ဟာတို့ရဲ့အမားတွေကိုသဘောပေါက်သွားခဲ့ကြပါတယ်ကျေးဇူးပြုပြီးကျမတို့ကိုခွင့်လွှတ်ကြပါ ကျမတို့ကကလေးမဟုတ်တော့ဘူးဆိုတော့မိနေခဲ့ကြတယ်။နောက်မနေ့ကစပြီးမနက်6:00နာရီထားပါမယ်။အမပြောတာမှန်ပါတယ်။မဟုတ်ရင်ကျမတို့ပြက်စီးကြတော့မယ်။ကောင်းပါတယ်။မဟုတ်ရင်လည်းတလားလောက်နားယူအောင်မလို့လေ။မင်းတို့လေးရစလုံးပြောင်းလဲဖို့ငါတို့ဒီလိုဇလန်းတွေဆင်ခဲ့ရတာ။အဲ့ဒီနေ့ကစပြီးချွေးမလေးရစလုံးဟာအချိန်မှန်ထားကြပါလေ။သူတို့ရဲ့အိမ်နီးနားချင်းတွေကိုလည်းတောင်းပန်ခဲ့ကြပါလေ။ပြီးနောက်အားလုံးဟာပျော်ရွှင်စွာနဲ့နေထိုင်သွားခဲ့ကြပါလေ။ဟုတ်ကဲ့ပါ။ ပုံမြင်လေးကတော့ဒီမှာပဲပြီးဆုံးသွားခဲ့ပါပြီ။ Channel လေးကို Like and Subscribe လုပ်ပေးသွားဖို့မမေ့ကြပါနဲ့နော်။နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်တွေ့ဆုံကြပါဦးမယ်။ကျေးဇူးတင်ပါတယ်ရှင်။